Okay မင်္ဂလာပါအကျွန်တော်တို့ CDS ကွန်ပျူတာနေပြန်နေကြိုဆိုရတယ်ဟုတ်ပြီကျွန်တော်ဒီခါပါအောင်သွားမလို့ဆို assignments operator ကိုသွားမယ်ဟုတ်လား assignment operator ဆိုတာ value တန်မိုး assign ထည့်တာပဲဒီမှာကြည့်လိုက်ကျွန်တော် member ဆိုတဲ့ variable name တစ်ခုနဲ့ memory ပေါ်မှာ location တစ်ခုနေရာတစ်ခုယူလိုက်တယ်ပြီးတော့အဲ့နေရာလေးကိုကျွန်တော်ဘာဆိုတဲ့တန်မိုးလေးထည့်တယ်2ဆိုတဲ့တန်မိုးလေးထည့်လိုက်ပြန်ထုတ်ကြည့်လိုက်တယ်2ရှိတယ် member ဆိုတဲ့နာမည်နဲ့ပါတော့2ဆိုတဲ့တန်မိုးရှိတယ်ကဲကျွန်တော် i2 ဆိုတဲ့နာမည်ကို i2 ဆိုတဲ့နာမည်ကိုကျွန်တော် equal to ဟုတ်လားဒီ mine bar နဲ့ mine bar plus 3ကဲဒီလိုရေးမှာ mine bar equal to mine bar plus 3အဲ့နောက်ဟုတ်လားအဲ့ဒါဆိုတော့ဒီ mine bar ရဲ့တန်ဖိုးပြောင်းသွားနိုင်မယ်ဟုတ်ကော5ဖြစ်တာတွေ့လားဒီအဖြစ်ကိုကြည့်လိုက် mine bar equal to mine bar plus 3ဟုတ်လား memory mine bar ဆိုတာ2 2နဲ့ပေါင်းတဲ့တယ်ဒီမှာဆိုတော့ mine bar mine bar ချင်းညီမနေဘူးလားညီမြောင်ကျွန်တော်တင်ချာသဘောတရားမှာဆိုတော့ ပုံထုတ်တယ်တဲ့ပို့ဆိုတဲ့ပုံစံနဲ့အဲ့ဒီပုံစံကိုကျွန်တော်ဒီလိုရေးလို့ရတယ်အခုချိန်မှာ MyPython ဘောကဘာဖြစ်သွားလဲ2ဖြစ်သွားရင်တော့ဒါပိုင်းတော့မှာအဲ Dynamic Type ဆိုတာဒါပဲဟုတ်နော်ဒီ MyPython ဆိုတဲ့ထဲကိုကျွန်တော်တို့ sorry variable ဆိုတာ variable တန်းဖို့ဆိုလောလောဆယ်တော့2အခုဒီမှာ3 3ပေါင်းထားလို့ပါတော့5ဟုတ်ပြီဒီ5ကိုကျွန်တော်ထည့်ရေးပြန်ဟုတ်နော် MyPython plus equal to 2 2ပဲဗျာအဲ့ဒီပုံစံကဒီ operator ဗျာ plus equal to 3နော် MyPython plus equal to 3 ဒါဆိုရင်တော့ဘာဖြစ်မှာလဲလဲပုံမှန် minus ပါပါ5နောက်ထပ် minus plus equal to +2 ရဲ့တန်မှုက minus plus 3ပဲလေအဲဒါဆို h ထွက်လိမ့်မယ်အန်နာကောင်း oh sorry 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 ဘုန်းနာကောင်းလေ sorry နော် sorry နော်ဘုန်းနာကာစာဘုန်းနာကြာနေရှင်တော့သွားခေါ်လိုက်လို့ minus plus equal to 3ပြင်ကျွန်တော်ဘာအထုတ်လဲ minus ဘာအထုတ်လဲဘာဖြစ်သွားလဲလဲ h ဖြစ်သွားအဲဒီပုံစံဒီ assignment operator ပေါ့ဟုတ်လား plus equal to ရဲ့အဓိပ္ပာယ်အဲ့ဒါပဲနှစ်ခုတူတာကျွန်တော်ပုံထိုးလိုက်တယ်လို့ ဒီနားလေးနည်းနည်းလေးဟိုအသင်္ချာဟိုဖြစ်တဲ့လို့ဆိုနည်းနည်းလေးရှုပ်တယ်ရှုပ်နေဒီလိုလေးဖြန့်ပြီးဆဲမှာဖြန့်ပြီးရေးလိုက်ဟုတ်လားဒီ myba တန်ဖိုးတဲ့ကို myba တန်ဖိုးရေးတခြားလာတဲ့အတစ်တန်ဖိုးရေတော့ပေါင်းပြီးတော့ဒီထက်ပဲ value assign လုပ်တာ minus equal to 2တွဲဟုတ်လားဒီထက်ကမြောက်ပြီးတော့နှုတ်ပြီးတော့ value assign လုပ်ဟုတ်လားနောက်တစ်ခုအာ extra equal to 2တွဲမြောက်ပြီးတော့ myba ကိုယ့်ရဲ့ variable တန်ဖိုးနဲ့နောက်တဲ့အတစ်တန်ဖိုးနဲ့မြောက်မြောက်ပြီးတော့အဲ့ variable ကိုယ့်ရဲ့ variable တွေကိုထပ်ပြီးတော့ထည့်အဲ့ဒါဟုတ်ပြီ minus equal to plus equal to uh, for force left equal to ဟုတ်နော်ပြီးတော့ module left equal to ပြီး exponential exponential တော့တစ်ချက်ပြရမယ် minus ဘာခု minus ဘာတော့ဘာဖြစ်နေအိတ်ဖြစ်နေဟုတ်ပြီ minus plus equal to အော် sorry 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 exponential equal to exponential equal to exponential operator နဲ့တော့အတူဘယ်နှကြိမ်မြောက်မှာလဲဟုတ်နော်ရှိရှိလေးဆိုရင်60လေးနှစ်ကြိမ်မြောက်မှာလား3ကြိမ်မြောက်ရှစ်ကို3ကြိမ်မြောက်ရှစ်ကို3ကြိမ်မြောက် ရှင်းရှင်းလေး64ပြင်64နဲ့ရှင်းနေထမ်းမြောက်တယ်ချစ်ကိုရှင်းနေတယ်โอเคဒါကြည့်ထားပြီနော်ကြည့်ထားပြီပြင်တော့မိုင်းပါအောင်ပြန်ထုတ်ကြည့်ဘာတမ်းမို့ထွက်ဟုတ်လား64 84 912ဖြစ်တယ်โอเคအဲ့ဒီပုံနဲ့အထင်ရှားမြင်တာလေးကျွန်တော်ပြန်ပြအောင်ဒီတိုင်းဆိုမမြင် exponential exponential equal 2 2နှစ်ခါပဲမြောက်လိုက် sorry 900 902 902နှစ်ခါဆိုရွာဖြစ်နေလိမ့်မယ် 124ဖြစ်သွားပြီเนาะโอเคမိုင်းပါအောင်ပြန်ထုတ်အော် sorry 900စနစ်900စနစ်ကို900စနစ်နှခါမြောက်တော့900စနစ်ကို900စနစ်နဲ့ငါပြန်ပြောင်းဟုတ်လားကဲမိုင်းပါအောင်ပြန်ပြီးတော့ဝါလို့လောက်မယ်ဗျာဒီတိုင်းစတင်တယ်လို့ control ပွီးဤကွယ်မိုင်းပါလေးကိုကျွန်တော်ဗာထည့်လိုက်ရှစ်ထည့်လိုက်မိုင်းပါတော့ဗာဖြစ်သွားတယ်8ဖြစ်သွားတွေ့လားမိုင်းပါတော့ဖြစ်အဲ့အဲ့မိုင်းပါကိုမိုင်းပါ exponential နဲ့မြောက်မယ်ဤကွယ်2 ရှစ်ရှစ်လေး60လေးဖြစ်လေမိုင်းပါပြန်ထုတ်ဘာအဲ့ဒါကိုပြောတာ Okay မနအဲ့ဒီပုံစံလေးကျွန်တော်ဘာလို့ပြထားလဲမတာပဲဒါဒီကျွန်တော်တို့ assignment operator အဲ့ဒါဆိုကျွန်တော်ပြောရင် assignment operator ဘယ်လိုမျိုးရှိလဲဆိုတော့သူကဟာဘာဟာနဲ့သွားမှာဟုတ် arithmetic operator ခုနှစ်မျိုးနဲ့သူရဲ့တီးတဲ့ assignment ကိုအားလုံး assignment operator ရှင်းမျိုးမှတ်ထားပြရတာပိုင်းသွန်မှာမို့လို့ဒီနှစ်ခုလေးတိုးလာတယ်လို့မှတ်တာကျန်နေတာတော့တန်းရှိပြီလားကျန်နေ programming language မှာလည်းဒီပုံစံဒီသဘောတရားကုန်တူတူပဲမှတ်ထားပဲနော် okay thank you ပြ